အလုံးမင်္ဂလာပါဒီနေ့အတွက်ဗီဒီယိုကတော့ improving focus ဖြစ်တဲ့အတွက်ကြောင့်သင်အာယုံကောင်းကောင်းစိုက်နိုင်ဖို့တရားထိုင်ပါမယ်နော်ဒီဗီဒီယိုထဲမှာအာယုံစိုက်ချိန်က10မိနစ်ခွဲလောက်အာယုံစိုက်မယ်နော်အခုလို့ဘာလို့ပြောရတာလဲဆိုတော့လူတယောက်လူကြီးတယောက်ရဲ့ ပြန်မြအာယုံဆိုင်မှုနှုံးက၈စက္ကန့်ရှိပါတယ်။တီးနေတာမဟုတ်ပဲနဲ့ကလေးငယ်ငယ်လေးတူဟာတခါအာယုံဆိုင်လို့ရှိရင်29စက္ကန့်အထိ distraction လုံးဝမရှိပဲအာယုံဆိုင်နိုင်ပါတယ်။အဲဒါကြောင့်အခုလုံးမဲ့အရာအာယုံဆိုင်ပေးတဲ့ကြွက်သားတွေကိုတိုးတက်အောင်လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ အရင်ဆုံးခန္ဓာကိုယ်အစဉ်ပြေတဲ့နေရာတစ်ခုမှာထိုင်ပေးပါဘလို့ထိုင်ရမလဲဆိုတော့ခန္ဓာကိုယ်မမတ်ထားပြီးတော့ခြေထောက်နှစ်ခုကိုပုံမှန်လိုမျိုးမထပ်ထားပါနဲ့ဘာလို့ပြောရတာလဲဆိုတော့သွေးလည်ပတ်မှုကောင်းပြီးတော့ကိုယ်လုံးကတန်တန်မာမာနဲ့ထိုင်နိုင်အောင်လို့ပါမဟုတ်ရင် သွေးပေါ်မှာသွေးကြောတွေပေါ်မှာဖိနေနာနေတာကျင်နေတာတို့ဇီဝစိတ်ကရောက်သွားနိုင်တတ်ပါတယ်အဲ့ဒီအခါအနှောင့်အယှက်ဝင်လာတိုင်တတ်ပါတယ်ရှင်ဖုံးကိုဆိုင်းနှံ့လေးလှုပ်ထားပေးပါ အနှောက်ရှက်ကင်းတဲ့နေရာလေးမှာနေပေးပါအခုအဆင်ပြေပြီဆိုတော့မျက်လုံးတွေကိုဖြည်းဖြည်းလေးပိတ်ပါမယ်နော် ိတ်ဆိတ်စွာအသက်ရှူတဲ့နဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တည်လာတဲ့ခံစားချက်တွေကိုလင့်လာပါမယ်။အရင်ဆုံးအသက်ကို ပြင်းပြင်းရှူပါ။အာယုံတွေကလုံးဝနှာသီးဝမှာပဲတချက်ထားပေးပါ။30စက္ကန့်လောက်အာယုံတွေအကုန်လုံးကိုကိုအသက်ရှူနေတဲ့ဇီဝပဲ သွားပါမယ်ဝင်လေရှိမယ်ထွက်လေရှိမယ်အလုံးအသက်ကိုပဲကြည့်ပေးပါ အခုသက်ဝအောင်ရှူလို့ပြီးပြီဆိုတော့စိတ်ထဲကိုအရင်ဆုံးကြည့်ပါမယ်။ကိုယ်လက်တလော တွေးနေတဲ့အရာတွေကဘာတွေလဲ။ဘာကြောင့်တွေးနေဖြစ်တာလဲ။စိတ်ထဲမှာရောအရင်ဖြီးစီးမှုတွေများနေလား။ဒါမှမဟုတ်စိတ်ညစ်နေတာစိတ်တော့ကရောက်နေတာအားလုံးရှိရင်လေအခု ခဏလေးစဉ်းစားခွင့်ပေးပါမယ်တစ်ချက်လောက်စဉ်းစားပြီးမှဆက်ပြီးတော့တရားထိုင်မယ်နော်အခုလို့ဘာလို့စဉ်းစားရတာလဲဆိုတော့ self awareness ဖြစ်အောင်လို့ပါအဓိကကိုယ့်ရဲ့ mental emotional well being ကိုအဆင်ပြေစေချင်တယ်ဆိုရင် ပုံမှန် therapist တွေစီသွားတယ် counselor တွေစီမှာကိုခံစားနေတဲ့ emotion စီကိုဖြစ်တည်နေတဲ့အရာတွေကို acknowledge လုပ်ရပါတယ်အတိအမှတ်ပြုရပါတယ်ကိုကအဲမနေ့ကဥပမာလူတယောက်နဲ့ရန်ဖြစ်လို့စိတ်ညစ်သွားတယ်ဆိုရင်ဘာလို့စိတ်ညစ်သွားတာလဲဘာလို့စိတ်တူနေတာလဲ သူ့ကိုစိတ်တူတာဟောဟုတ်ရဲ့လားဒါမှမဟုတ်ကိုကိုကိုအရင်ကအမြဲတမ်းဒီလိုတုံ့ပြန်မှုကြောင့်ကိုကိုကိုစိတ်တူတာလားအဲ့ဒီဟာတွေကပုံမှန်ဆိုရင်တော့ကောင်ဆယ်လာတွေနဲ့ therapist တွေနဲ့ကရှာပေးတတ်ပါတယ်အခုက focus ဒီ focus ဖြစ်တဲ့အတွက်ကြောင့် meditation လည်းဖြစ်တာမဟုတ်လို့ခဏလေးပဲအတိမတ်ပြုရင်ရပါတယ် စဉ်းစားကြရပြီးရင်လွတ်ချလိုက်ပါ ကိုဘဝမှာအခုဖြစ်နေရဲ့ပြဒနာတွေစိတ်ဖိစီးမှုတွေကအခုလောလောဆယ်ဒီဗီဒီယိုနားထောင်နေတဲ့အချိန်မှာအေးမကြည့်ပါဘူးအခုအချိန်ကကို well being ကို mental load တွေစိတ်ဖိစီးမှုတွေတတ်တာနိုင်ဖို့ရဲ့ focus deep focus ဖြစ်နိုင်မှုရေအင်္ဂလိပ်လိုပြောရင် laser focus ပေါ့နော် focus ကောင်းဖို့ရဲ့အတွက်လုပ်တဲ့ဗီဒီယိုလေးဖြစ်လို့ focus ကိုအရင်ဆုံးလေ့ကျင့်ပေးရအောင်နော်ဒီတစ်ခါမှာတော့တဖြည်းဖြည်းနဲ့အချိန်ကြာလာအောင်အာရုံစိုက်ကြည့်ပါမယ်စိတ်ကလည်းတစ်ခါတရံ ်တလွဲတွေတွေးတတ်ပါတယ်ဒါသဘာဝအတိုင်းမှာစိတ်ကသူ့အလုပ်သူလုပ်နေတာပါစိတ်ကအပြင်ကိုထွက်သွားရင်ကိုယ်အာယုံနဲ့ဒီပြောနေတဲ့စကားလေးတွေစီကိုပြန်အာယုံစိုက်ပေးပါကွာ second 60နဲ့စပါမယ်စကားလေးတလုံးပြပါမယ် အဲဒီစကားလုံးကိုကိုယ်စိတ်ထဲမှရမယ်အာယုံစိုက်ထားပေးပါစက္ကန့်60လုံးမှာစိတ်ထဲကခံစားချက်တွေထွက်ပေါ်လာရင်ဒီစကားလုံးနဲ့ပတ်သက်တဲ့အရာတွေကိုတွေးခွင့်ရှိပါတယ်ဒါပေမဲ့စိတ်ကတခြားတွေးတွေထဲကိုရောက်သွားတာတော့အဝေးထွက်သွားတယ်ဆိုရင်တက်နိုင်သလောက် ပြန်လည်ခေါ်ပေးပါဒီစကလုံးကြောင့်တခြားအရာတွေတွေးမိရင်လည်းပြန်လည်အာယုံစိုက်ပေးပါ အခုစတဲ့မှုစဉ်တင်ဖြစ်ပြီဆိုရင်တင်းရဲ့စကလုံးကတော့အခုအတွက်ကအေးချမ်းမှုဖြစ်ပါတယ်အေးချမ်းခြင်းကိုတင်ကြိုက်တယ်လို့အာယုံဆိုင်လို့ရပါတယ် ကောင်းပါပြီအခုတော့သင်စက္ကန့်60လုံးအာယုံစိုက်နိုင်ခဲ့ပါတယ်အဲဒီအတွက်ကြောင့်သင်ကိုယ်သင်ချီးကျူးလိုက်ပါပုံမှန်ကလူတစ်ယောက်က average attention span က10စက္ကန့်ပဲရှိပါတယ်အဲဒီတော့အရာတစ်ခုကိုအာယုံအကြီးအကျယ်စိုက်ဖို့ဆိုတာ ခက်ခဲလွန်ပါတယ်အခုခေတ်မှာကြည်နိုင်တဲ့ကြည်နေတဲ့ TikTok တွေ Facebook တွေဒီရုပ်ရှင်တွေက attention spam အယုံစိုက်မှုအရန်ခက်ခဲလွန်ပါတယ်အဲ့တော့အခုလိုမျိုး guided meditation နဲ့အယုံစိုက်နိုင်တဲ့အတွက်ကြောင့်သင်ကိုယ်သင်ချီးကျူးလိုက်ပါအခု ိုအသက်ရှူနေတဲ့ဝင်လေထွက်လေကိုစိတ်ပြန်ထားပေးပါအာယုံစိုက်ထားပေးပါနောက်တစ်ခုအနေနဲ့နောက်ထပ်စက္ကလုံတစ်ခုကိုပြန်သွားပါမယ် အဲ့ဒီစကလုံးကတော့ငြိမ်းချမ်းမှုဖြစ်ပါတယ်ဒီငြိမ်းချမ်းမှုကိုတင်ကြိုက်တယ်လို့အတိတ်ပဲဖွဲ့နိုင်ပါတယ်ဒါပေမဲ့ဒီငြိမ်းချမ်းမှုစကလုံးကနေအဝေးယူတွေးခွင့်မရှိဘူးเนาะနောက်ထပ်60စက္ကန့်လောက်ငြိမ်းချမ်းမှုနဲ့ပတ်သက်တဲ့အရာတွေကိုပဲတင်စဉ်းစားပေးပါ ကောင်းပါပြီ။တင်ခုလည်းအာယုံဆိုင်နိုင်ခဲ့ပါတယ်။လွယ်သလားခက်သလားအဓိကမဟုတ်ပါဘူး။တင်စူးစမ်းပြီးတော့အာယုံတွေကိုပြန်လည်စူးစီးတာပဲအဓိကကြပါတယ်။ပုံမှန်တရားထိုင်တယ်လို့ပဲဝင်လေထွက်လေကိုစိတ်ကပြန်သွားတယ်။အခု focus မှာလဲအယုံစိုက်မှုကောင်းမှုက တင်းရဲ့စိတ်ကိုတင်းပြန်လဲခေါ်နိုင်ပြီးတော့ဒီအရာတခုကိုအာယုံစိုက်ခြင်းကအဓိကကြပါတယ်တင်းရဲ့ကြိုးစားမှုနဲ့အာယုံစိုက်တဲ့ကြွက်သားတွေကိုလေ့ကျင့်ပေးတာပါပဲအခုအသက်ရှူတဲ့နေရာကိုပြန်လဲသွားမယ်နော်ဝင်လေထွက်လေကိုစူးစိုက်ကြည့်ပါ တချို့ကအသက်ပြင်းပြင်းရှူကြတယ်တချို့ကဖြည်းဖြည်းလေးရှူကြပါတယ်အဆင်ပြေသလိုပဲရှူပါရင်ဘတ်ကြီးတွေဖောင်းတဲ့ ठी ရှူတာတို့ပိန်တဲ့ ठी ရှူတာတို့ကကိုယ်ပေါ်မှာပဲမှုတည်ပါတယ်အဆင်ပြေသလို အသက်လေးပဲခဏရှူပေးထားပါခုနကတွေးနေတဲ့အတွေးတွေကိုအနာပေးပါ တန်းနိုင်ရင်အခုဘာမှမတွေးဘဲနဲ့အသက်ရှူတဲ့အနေအားလေးကိုပဲခံစားထားပါခုက စကလုံးတွေကိုအာယုံနဲ့စိုက်ပြီးပြီးအသက်ရှူတဲ့နေရာမှာလည်းအာယုံနဲ့စိုက်ပြီးပြီးဆိုတော့ body scan ဖြစ်တဲ့နှဖူးဝါနဲ့ခြေမအထိကိုယ့်ရဲ့အတွေးတွေကိုအာယုံစူးစိုက်ပြီးတော့ကြည့်ပါမယ်စိတ်ထဲမှာမီးလေးလင်းနေတယ်လို့မျိုး ကိုရဲ့နဖူးထိတ်ခါနေခြေထောက်ထိကိုတွေးတဲ့နေရာကနေစပြီးတော့လင်းသွားသလိုမျိုးအာယုံပြုထားပါအခုနဖူးကနေစပါမယ်ကိုအာယုံတွေကနဖူးမှာရောက်နေတဲ့အတွက်ကြောင့်နဖူးကနေစပြီးတော့လင်းလာပါတယ်ပြီးရင်မျက်လုံးမျက်လုံးကနေပြီးတော့နားတွေစလင်းပါတယ် မျက်နှာရုပ်လုံးပေါ်လိုက်အောင်လို့နှာခေါင်းလင်းနေပြီးရင်ပါးစပ်ရှိမယ်မေးစည်းရှိပါမယ်အဲ့ဒါနဲ့အောက်ကိုဆက်သွားရင်လည်းပင်ရှိမယ်ပခုံးပခုံးကနေပြီးတော့ဆပြီးတော့လင်းလာပါပြီပြီးရင်လက်မောင်းနေသွားမယ်လက်မောင်းကနေပြီးတော့လက်ထီရောက်လာမယ် လက်ကိုသွားနေတဲ့တပြိုင်နက်ထဲမှာကိုယ့်ရဲ့ရင်ဘတ်ကြောယူအားလုံးကိုစပြီးတော့အလင်းတန်းလေးတကားလေးဖြန့်လိုက်သလိုမျိုး ပတင်းပေါက်လေးဟလိုက်သလိုမျိုးတကူလုံးစလင်းလာတာကိုမြင်ရပါမယ်။ပြီးရင်ကိုယ့်ရဲ့တင်မာတွေရှိမယ်။ကိုယ်လက်ချောင်းလေးတွေလည်းစလင်းပါမယ်။ထိုင်နေတာဖြစ်တဲ့အတွက်ကြောင့် ပေါင်ရှိမယ်ပေါင်နဲ့ဒူးနဲ့လေတစ်ချိန်ထဲမှာစပြီးတော့လင်းနစ်ထင်ပါမယ်ပြီးရင်ခြေတလုံးပြီးရင်ခြေထောက်ခြေထောက်ကနေပြီးတော့ခြေမခြေဘဝအထိတစ်ခုလုံးလင်းသွားပါတယ်ခုလိုလေ့ကျင့်မှုကြောင့်သင်ရဲ့အာယုံဆိုင်မှုကတိုးတက်လာပါလိမ့်မယ်။ ကိုကိုကိုလည်းကျေးဇူးတင်ပါခုလိုမျိုးစူးစမ်းပြီးတော့တရားအထိုင်ပေးတဲ့အတွက်ကြောင့်အာယုံစူးစိုင်းနိုင်မဲ့ကိုယ့်ရဲ့စိတ်ကလေးတိုးတက်လာပါလိမ့်မယ်စိတ်ကိုအမြဲတမ်းတန်ဖိုးထားပါကိုကိုကိုအမြဲတမ်းဂုဏ်ယူပါခုလိုမျိုးမနက်မိုးလင်းတိုင်းလဲ အာယုံစူးစိုက်မှုကို လေ့ကျင့်လို့ရပါတယ်အခုပြောနေတဲ့အချိန်တွေမှာလည်းဝင်လေထွက်လေကိုကိုယ့်ရဲ့နာသီးဝါးမှာဒါမှမဟုတ်နှာခမ်းထိတ်လေးမှာခံစားနေပါမနက်မူလင်းချိန်ဒါမှမဟုတ်ညအိပ်ရာဝန်ချိန်မှာ body scan ကိုရဲ့ deep focus ကို စူးစိုက်ပြီးတဲ့ body scan ကိုလုပ်နိုင်ပါတယ်။မနက်တစ်ခေါက်ညတစ်ခေါက်လုပ်လည်ရပါတယ်။အချိန်ခဏလေးပဲကြာတာမို့လို့မနက်တစ်ခေါက်ညတစ်ခေါက်ဆိုရင်ပိုအဆင်ပြေပါတယ်။ဒီနေ့အတွက်တော့ deep focus meditation ပြီးပြီဆိုတော့ကိုလှုပ်ရှားရှိတာတွေကိုအာယုံစူးစိုက်မှုအပြည့်နဲ့ ုံနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။